ကဲဒီလိုဒါအော်တိုဘန်9ရက်နေ့ဆိုတာကမ္ဘာဆရာများနေဆိုပြီးတော့ဒါလောကကအတိအမှတ်ပြုထားတာရှိတယ်နော်ဒီလိုသတင်းစာဆက်လို့ရတဲ့သတင်းစာဆောင်ပါတယ်မှာလည်းဆရာတို့ရဲ့ဂုဏ်ကျေးဇူးဆိုတဲ့ဟာနဲ့ပါတယ်ဒီကမ္ဘာဆရာများနေဆရာတွေကိုဂုဏ်ပြုတဲ့အနေနဲ့နော်ဘလို့စတင်ဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်လည်းသတင်းစာတွေမှာပါတယ်သူကဒီကမ္ဘာဆရာများနေပေါ်ပေါက်လာပုံမှာလည်းကမ္ဘာကုလသမဂ္ဂကြီးအဖွဲ့ကဆရာများကြီးဂုဏ်သိက္ခာနဲ့ပတ်သက်၍ စာတန်းစာဆောင်စာတောင်ပြည့်စုံပြီလည်းအပြည်ပြည်ဆိုင်ရာအလုံသမားရေးရာအဖွဲ့ချုပ်နဲ့ထက်မှန်ဆွေးနွေးညီတိုင်းကတဲ့ကမ္ဘာဆရာများကြီးဂုံတိတ်ခါနဲ့ဆက်လင်းသည့်ထောက်ခံချက်စာတန်းကိုပူတွဲရေးဆွဲက1966ခုနှစ်1966ခုနှစ်အောက်တိုဘာ9ရက်တွင်ကျင်းပသောအထူးညီလာခံသို့တင်ရခဲ့သည်တဲ့ထိုညီလာခံကဆရာများကြီးဂုံတိတ်ခါဆိုင်ရာ ထောက်ခံချက်ကိုတင်ပြီးတင်ပြတဲ့အတည်ပြုပြဌာန်းခဲ့ကြသည်တို့ အဆိုပါထောက်ခံချက်ကိုတဲ့အတီးပြုသည့်အော်တိုဘာ9ရက်ကိုတမိုင်းဝင်အဖြစ်ကမ္ဘာဆရာများနေဟုတမတ်က1969ခုနှစ်မှစတင်ကျင်းပခဲ့သည်ရဲ့နော်1994ခုနှစ်အောက်တိုဘာ9ရက်သို့ရောက်တော့အခါကမ္ဘာရဲ့ရဲ့နိုင်ငံအသီးသီးမှာပုံစံမျိုးမျိုးဖြင့်ကမ္ဘာဆရာများနေ့ကိုကျင်းပလာခဲ့သည်ဆိုပြီးတော့ဒီဆောင်းပါးတို့ခင်ပါလာတယ်เนาะအဲ့တော့အောက်တိုဘာ9ရက်ဆိုတာကမ္ဘာဆရာများနေ့ အဲဒီတော့ဒီနေ့မျှဝေမယ်ကဗျာတော့ဒီမဂဒေဝလင်္ကာမန္တေဆရောဘုရားကြီးရဲ့ကဗျာပေါ့နော်ဘုရားတွေကဘာလဲဆိုတော့ရှေရှုမေတ္တာကရုဏာနဲ့နာနာချင်းချင်းအပြည့်မြင်တိုင်းဝမ်းတော်မသူဟုတ်တိုင်းဆို၍ကျိုးလိုစိတ်ကဆုံးမတတ်သူရှေရဟုလို့တဲ့ဒီကဗျာလေးနော်ကဲဆိုကြည့်လိုက်ရအောင်ရှေရှု ေးဆိုတာမဂဓေဝလင်္ကာတိအိဆောက်ကြီးမှာဆိုတတိယပိုင်းခန်းပုတ်တော်ဝါဒခန်းဆိုရှိတယ်။ပုတ်တော်ဝါဒခန်းဆိုတာသာမီးတွေကိုတုံတယ်ဆိုးမှလည်းဘိုင်းပေါ့။အဲ့မှာဆိုဒီကဗျာလင်္ကာကြီးအရှိကြီးသူကနော်အစနေဆိုရင်သူကစန္ဒဒေါသဘေယမောဟလွန်ဆိုးစွာသာဒီဖြာကတိလိုင်မကြီးကတိတိနွားညိုးဘုံမတူဘူးတဲ့။တကိုးတိမ်ဖြင့်တရင်ညာယုတ်လဆုံသဘောတွေး၍တွေး၍ရွေ့၍လျော၍နေမျောဘဝပဲတွင်ကြရှင်တဲ့ လောကဓမ္မတာဤလူရွာ၌လိမ္မာမြင်သည့်အသိပညာဟူသည်မှာကဆေယထံတွင်နီးခံတိုးဝင်မတည်မမေးအေးမထားမတန်ညာဘူးတဲ့ငယ်ကအာမန်ကြီးသောဟန်နဲ့ကြီးတော်ဟန်နဲ့တိညာဝန်းတွန်းမရှိကင်းလျက်ဟင်းလင်းဟာလာဥမြတာတည်းတဲ့ပညာတရီမရှိတတ်သူအပြစ်ထူကြီးတဲ့ပြီးမှဆက်လာတယ် ရှိရှိမေတ္တာကရုဏာနဲ့နာနာချင်းချင်းအပြည့်ညင်တိုင်းဝမ်းနှုတ်မသူဟိုတိုင်းဆို၍ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဟုလို့တဲ့။နောက်မထူမတီးအယူသီးနဲ့ဟူကြီးဟူရာငါတို့သာဟုပညာမဆမပြုရဘူးတဲ့။ဘဝဤကိုမင်းဟုဆိုလဲတဲ့။နေကိုပုံပြလကိုပုံထားမှတ်တုံညာလို့တဲ့။နေကားထွက်ဝင်ပေါ်ချုပ်ထင်ဤလလင်ပြည့်ွယ်ကြီး၍ငယ်ဤတဲ့။ ထိုနယ်မလွဲအမြဲချမ်းသာမရှိစွာရှင်တဲ့အာနာတကုအမျိုးစည်းစိမ်ဂုံဘုံဂုံဘုံဂိဘုံဂုံတိန်လဲထင်တိန်ပေါ်ငုတ်ဖြစ်ချုပ်တက်စွာဓမ္မရာနဲ့တဲ့နော်ခေါရှာငတ်ပြန်ခင်ပုတ်ပြန်နဲ့ဘုတ်ပြန်ရှူးပြန်လောကရန်ဟု ထုံးစံတရားဤရှိပါကပိုင်းခြားလူငါမမြဲစွာတဲ့ ငါးပါးယူမမာနာအပြင်တရားယွန်းခွမရှိရဘူးပစ္ဆန္ဒမင်းယုံရင်ဒေါသတရားမြကိုဇီဝချွေဖြက်တက်မိတော်အားသေလွန်သွားတော်တဲ့နှင်းများရှိကြငရေရွာ၌ချမ်းသာမရဖြစ်ဒူးဆွာရှင်တဲ့ထိုမှတပြားရှိသောခါလဲတဲ့ဘာရာပြီဝဲနှစ်20မြအကယ်တစိမင်းပြူမိ၍ မချစ်တင်ခဲ့အောင်မြေထဲ၌စင်းရဲအစုပ်လွန်ကျန်းကျုပ်သားဥဒရရဥဒရငရဲဥဒရရငရဲကြက်ဒီရေအတွက်ကြာညောင်းနှစ်ရှစ်တောင်းတဲ့ကြံဟောင်းစာထွက်မောင်နာရွက်၍အသက်တခုကိုတမှုကြောင့်ဘဟုတတဝါမချမ်းသာအောင်ပညာမရှုရေမပြုလင်းတဲ့နော်ဒါကအရှိကြီးပဲအမှုမကြီးစင်တစည်းကြောင့် ကြည်အများသည်တရေတရေလွန်ဆစားကြမဝေးအတွန်ခွေးကြောက်ပြင်ခွေးအပေါင်းတက်ဖြတ်အကြောင်းနှင့်မင်းလောင်းတယောက်ပေါ်မြီကြောက်၍အထောက်အတန်းပြေးလေးလွန်အောင်ကိုဝင်ဝန်းတွင်ပခတ်တွင်ကငယ်တင်းနွားကြောင်းများအပေါင်းကိုအကြောင်းမသိတက်စီလင့်သည်မင်းကျင့်မေးမရသည်ဆိုပြီးတော့အဲ့ကဗျာကြီးလည်းမပါတယ်သူကဆရာကြီးအညာဒီလိုပြောလို့ မလေးဆရာတို့ရပြိုင်စီလို့ရှိရင်ဇာတ်ကြောင်းဝတ္ထုတွေလည်းအများကြီးစီပြရတာအခုလည်းအိတ်ကဗျာကြီးမှာစီလိုက်တာပဲအိတ်ကဗျာကြီးကနေပြီးတော့ဒီလိုခုပါလာပါလေရှိရမေတ္တာကရုဏာနဲ့နာနာချင်းချင်းအပြည့်မြင်တိုင်းဝမ်းတော့မတို့ဟိုတိုင်းဆိုရင်ကျို့လို့စိတ်ကဆုံးမတတ်သူဆရာဦးလို့တကယ်တကယ်ဆရာဆိုရင်အကျဉ်းနာမေတ္တာတရားလည်းရှိတယ်နော်ကရုဏာတရားလည်းရှိတယ်နော်နောက်နောက်ငယ်သားတစ်ပြည်သားတွေအပြစ်တွေတွေ့လို့ရှင်လေဘာမှ ဘာလို့ပြီးလို့လဲအပြစ်အပြစ်ရှိသည့်အားလျော်စွာသွန်သင်ဆုံးမပေးတယ်လမ်းညွန်ပေးတယ်နော်ပြစ်ဒဏ်ပေးတယ်ဟုတ်တယ်မလားနော်ဘာလို့ဆိုတော့သူ့ရဲ့အကျိုးကိုလိုလားတဲ့စိတ်နဲ့သွန်သင်ဆုံးမလာဘူးအဲ့လိုဆုံးမလို့ချင်ဒီပုဂ္ဂိုလ်ကတကယ်ဆရာဆရာကောင်းလို့ပြောလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့လောင်းငယ်သားတပည့်သားတွေအပြစ်တွေလုံးနေတွေ့ပါလေနဲ့မတိကြိုးကြုံပြုတယ်မဆုံးမဘူးမသွန်သင်ဘူးလမ်းညွန်ပြဘူးဆိုလို့ရှိရင်မြတ်စွာဘုရားလိုပြောလို့ရှိရင်တော့အဲ့ဟာကဒီသာနာတော်မှာအမှိုက်ကျဲနေတဲ့ပုဂ္ဂိုလ်ပဲတဲ့မြတ်စွာဘုရားတွေ့တာတယ် နော်တပည့်တွေလောင်းငယ်သားတွေအပြစ်ကြီးကျူးလွန်နေတာသိနေပါလေနဲ့နော်စီကံမရှိတာတွေသိနေပါလေနဲ့နော်နောက်ဆုံးနေစားတွေမကျက်ပဲနေတာသိနေပါလေနဲ့မတိကျိုးကျွပြီးပြီးတော့ဗာတိပါတာနေတယ်တဲ့အဲ့နေတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားတာနာပေါ်မှာတာနာရဲလာအမှိုက်ကျဲနေတဲ့ပုဂ္ဂိုလ်ပဲတဲ့အမှိုက်ကျဲလာကျဲနေတဲ့ပုဂ္ဂိုလ်ပဲနော်အဲ့ဒါနာမရှုပ်တာဘောရမလားနော်ဟော လောင်းငယ်သားတွေတပည့်တွေအပြစ်တွေတွေ့တယ်စီးကံဖောက်ပြက်မှုတွေတွေ့တယ်စာမကြိုးစားမှုတွေဖြစ်နေတယ်ဘောတယ်မလားအဲဆရာသမားလိုက်ထိနေလိုက်ညွန်ကြပေးတယ်လိုက်သွင်းနေဆုံးမပေးတယ်အဲ့လိုဆိုဆိုရင်တော့ဒီပုဂ္ဂိုလ်ဒီဆရာသမားကသာသနာတော်မှာစီမံအောင်လုပ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့ဒါမြတ်စွာဘုရားကသာနာပေါ်မှာအမိုက်ကျဲတဲ့ပုဂ္ဂိုလ်နဲ့စီမံအောင်လုပ်နေတဲ့ပုဂ္ဂိုလ်ဆိုပြီးဟောထားတာရှိတယ်နော်အဲ့တော့ရှားရုံအနေနဲ့ဆရာသမားတွေကရှားရုံအပြစ်တွေမြင်လို့သွင်းနေဆုံးမတယ် လိုက်ထင်းချောင်းပေးတယ်ဆိုတာရှင်ရုံတက်တာထော်ထဲစင်းအောင်ဝန်သားစရာကောင်းတယ်နော်ဝန်ဝန်သားလို့ရတယ်ပေါ့နော်တစ်ဖက်ပြောလို့ရှိရင်လည်းအာငါတို့ငါတို့တကယ်စရာမှန်းနဲ့တွေ့တာပဲငါတို့ဒီအရင်လွတ်မထားဘူးနော်ငါတို့အနေထိုင်အပြောဆိုအားစညီကြီးလိမ်မအောင်သေးသက်သက်ဖြစ်အောင်တုန်တယ်လိုက်ဆုံးမပေးနေရပဲအဲ့ဒါတကယ်စရာပဲလို့ရှင်ရုံစိတ်ထားထားရမယ်နော်အဲ့ဒါဒီစရာရဲ့လည်းဒီကြပြားလေးသတိပေးထားတာသူကရှင်ရှင်မေတ္တာကရုဏာနဲ့နာနာခြင်းခြင်းအပြည့်မြင်တိုင်းဝမ်းနွမ်းမသူ ဟုတ်တိုင်းဆို၍ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဦးတော်တချို့တော့ဆရာဟုတ်တယ်သူလည်းဆုံးမလားဘယ်လိုမဆုံးတော့ဒီတိုင်းနေရတော့မလားနော်အဲ့တော့မဖြစ်သွားလဲဆိုတော့ဆိုးကျင်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ဆိုးခွင့်ရလာတာပေါ့နော်အဲ့လိုဆိုးခွင့်ရလာတော့မဖြစ်သွားလဲနော်ပျက်စီးဘက်ကိုသွားတော့မှာဘယ်ရမှာဖြစ်တော့မှာနော်ကောင်းတဲ့ဘက်ကိုရောက်လာတော့နော် အခုနေရတယ်ဒီလိုဒီဘယ်လိုဆရာမျိုးကိုရှာဖွေရမလဲပေါင်းသိရမလဲပြောပြပါလေဒီလိုလူတွေချစ်တိုက်ချီးမွမ်းထိုင်နေလွဲမိုက်ဆုံးမှာမေတ္တမြအခံဓမ္မန္တနဲ့ဟောနိုင်မြဲပြီးကျိုးမနေတဲ့ခန္ဓာကနေပြည်လျမ်းညီညာအစီရရှာဖွေတကယ်ခံဆိုဒါပြောကြည့်ဟုတ်တယ်မလားမှန်ပါဘူးเนาะအဲ့ဒါလည်းပြောရတဲ့เนาะအဲဒါဆရာမကြီးနဲ့ပတ်သက်ပြီးတော့ဆရာနဲ့တပည့်ဆိုကင်းလို့မရဘူးကင်းလို့မရတော့ကိုယ်ကလည်းတပည့်ဖြစ်သည့်အလည်းတပည့်တာဝန်ကျေဖို့ ဆရာမတယ်ဆရာမဖြစ်သည့်အလဲဆရာတာဝန်ကြီးဖို့သူတာဝန်ကိုတာဝန်တရားထမ်းဆောင်ကြဖို့ဆိုရင်ဘာမှအပြစ်နာတာလည်းမရှိဘာမှအထူးတည်းပြောစရာမလိုဘူးအဲ့လိုမှသူတာဝန်ကိုတာဝန်မကြည့်ဘူးဆိုရင်တော့ဆရာလည်းဆရာမပြောစရာအပြစ်ဖြစ်မှာတပည့်တွေလည်းလောင်းငယ်သားတွေမှလည်းပြောစရာအပြစ်ဖြစ်သွားမှာအပြစ်ဖြစ်သွားပြီဆိုတော့ကောင်းလားမကောင်းတော့ဘူးအဲ့တော့ကိုယ့်ကိုအပြစ်ကင်းဆောင်နေဖို့ဆိုရင်ကိုတာဝန်ကိုကြည့်ဖို့လိုတယ်ဆိုတာလည်းပြီးပြရမယ်နော်အဲ့တော့အော်တိုဘာ9ရက်နေ့ဆိုတာကမ္ဘာဆရာများနေတဲ့အဲ့တော့မကတွေက လင်္ကာမန္တလေးဆရာဘက်ရက်ကြရာဒီတစ်ခါတော့ပြန်ဆိုကြည့်လိုက်ရအောင်ဟုတ်ပြီရနော်ကြည့်ဒါဆိုရင်ဒီနေ့တောင်းတဲ့ဗီဒီယိုကိုနားလိုက်ကြရအောင်